ရှင်တို့တရောင်းစား၃ယောက်ထဲကငါနဲ့အတူတညာလိုက်အိပ်ပေးနိုင်တဲ့သူဒီပတ်စံတိမ့်တရာပေးမယ်ပါပတ်စံတိမ့်တရာပေးမှာဟုတ်လားအမားနဲ့အတူတညာလိုက်အိပ်ပေးပတ်စံတိမ့်တရာရမှာပေါ့ဟဲ့ကျ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 တော့လိုက်မယ်ဟုတ်ဒါဒါမှမဟုတ်ဗျဟုတ်ပတ်စံတိမ့်တရာပေးမှာအမားနဲ့အတူတညာလိုက်မှာတော့မပွင့်အိပ်ဘူးအမား အမားနဲ့လေတညလိုက်အဲ့ရင်ပတ်စံ300တကယ်ပေးမှာလားအဲ့ဆိုလေကျွန်တော်လည်းလိုက်အဲ့မယ်ကျွန်တော်လည်း300ပေးနော်အဲ့ဆိုလေမြို့ငါ300ပေးမယ်ငါနဲ့အတူတညလိုက်ဟုတ်ပြီလားဒါတလိုက်ခဲ့ခင်တို့တရောင်းစား3ယောက်ထဲကငါနဲ့အတူတညလိုက်အဲ့ပေးနိုင်တဲ့သူဒီပတ်စံ300ပေးမယ် ဆန်သိန်းတရာပြေးမှာဟုတ်လားအမနဲ့အတူတညာလိုက်အိပ်ပင်ပတ်ဆန်သိန်းတရာရမှာပေါ့ဟာတင်တင်တင်လိုက်ပဲဟုတ်ဒါဒါမဲ့ဗျာဟုတ်ပတ်ဆန်သိန်းတရာပြေးမှာအမနဲ့အတူတညာလိုက်အိပ်မှာတော့မပွင့်အိပ်ဘူးအမဟိုဟိုအမနဲ့လေတညာလိုက်အိပ်ရင်ပတ်ဆန်သိန်းတရာတကယ်ပြေးမှာလားအဲ့ဆိုလေကျွန်တော်လည်းလိုက်အိပ်မယ်ကျွန်တော်လည်းသိန်းတရာပြေးနော်ကိုယ်တော်ကရောငါနဲ့တူတညာအိပ်ပြီး ီပတ်စံတင်တရာမလိုချင်ဘူးလားပတ်စံတင်တရာလားအမလိုချင်တာပေါ့အမရေပတ်စံဆိုတဲ့အရာကိုလူတိုင်းလိုရင်ရတယ်ကျွန်တော်ကဆင်းရဲတော့ပတ်စံပို့ပြီးလိုရတာပေါ့အမရေပတ်စံလိုရဲဆိုရင်လေငါနဲ့အတူတညအိပ်ပြီးဒီပတ်စံတင်တရာကိုယူလိုက်ပေါ့ဟုတ်ပါတယ်မကျွန်တော်ကဆင်းရဲပါတယ်ပတ်စံလေတအားလိုပါတယ်ဒါပေမဲ့ပတ်စံအတွက်အဲ့လောက်အောက်တန်းကြတဲ့အလုပ်တော့ကျွန်တော်မလုပ်ချင်ဘူးဗျာ ပြီးတော့လေကျွန်တော်ကအမထင်းနေတယ်ယောက်ျားလေးမျိုးလည်းမဟုတ်ဘူးအဲ့ဒါကြောင့်အမနဲ့ကျွန်တော်တညာလိုက်မအိပ်ပေးနိုင်ဘူးဗျငါထင်တာကတော့ငငါနဲ့တူတညာအိရမှာကြောက်နေတာငါလို့အရင်ဟောအရမ်းမိုက်တဲ့ကောင်မလေးနဲ့အတူတညာအိခွင့်ရမယ်ခွင့်ယူနင်ကငင်းကျင်နေတည်းရဲ့အမဟောတာလေအမမိုက်တာလေကျွန်တော်စိတ်ဝင်စားဘူးဗျမိန်းကလေးကမိန်းကလေးပဲအဲ့ဒါကြောင့်ကျွန်တော်အမနဲ့တူတညာလိုက်မအိပ်ပေးနိုင်ဘူးအမမဖြစ်မနေခေါ်သွားခြင်းနဲ့ဆိုရင်လေအဲ့နေရာကိုသာခေါ်သွားလိုက်ပါ ခုနှစ်ယောက်ပြန်လို့ရပြီပြန်လို့ရပြီလို့ကြောင်ကြည့်နေတော့မာတော့နင့်ကိုပဲခေါ်ချင်တာနင့်ကိုပဲစိတ်ဝင်စားတာနင့်တေချာစဉ်းစားပေါ့ပတ်စံကတိန်း100တောင်ရမှာနော်အမကျွန်တော်အမနဲ့အတူတ냐လိုက်အိမ်မပေးနိုင်အောင်အဲ့ပတ်စံတိန်း100လည်းမလို့ရင် အဲ့ပတ်စံတိန်းတရာတော့ကျွန်တော်အဲ့လိုမဟုတ်တဲ့အလုပ်တွေမလုပ်နိုင်ဘူးဗျ။ပါလေတိန်းတရာနဲ့လို့လား။အဲ့ဒါဆိုရင်ပတ်စံတိန်းတရာပေးမယ်။ပတ်စံတိန်းတရာဆိုတဲ့ငွေရတော့အရန်များရယ်နော်။နေသေးချာစဉ်းစားပေါ့။နင့်တဘွားလုံးရှိုင်းတော့လွယ်မှာမဟုတ်ဘူး။ပတ်စံတိန်းတရာအဲ့ပတ်စံနဲ့ဆိုရင်ကျွန်တော်ဘွားကြီးပြောင်းလဲသွားနိုင်တယ်အမရဲ့။ပြီးတော့ကျွန်တော်အမေလိုအပ်တဲ့စေးဘူးတွေလည်းပြည့်ပြည့်စုံစုံဝယ်လို့ရတယ်။အဲ့ဆိုလေမြို့ငါတိန်းတရာပေးမယ်။ ငါနဲ့အတူတညလိုက်ဟုတ်ပြီလားဒါတလက်ခက်တော်ပြီမကျွန်တော်အမေဆုံးမတဲ့စကားကိုကျွန်တော်အမြဲကြားနေရတယ်အမရဲ့ကျွန်တော်အမေကပြောတာမကောင်းတဲ့အလုပ်လုပ်ပြီးပတ်စံရတာတဲ့ကောင်းတာလုပ်ပြီးထမင်းငက်လဲဘာမှမဖြစ်ဘူးတဲ့အဲ့ဒါကြောင့်အမရဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အမနဲ့အတူတညလိုက်မအိပ်ပေးနိုင်ဘူးကျွန်တော်အဲ့ပတ်စံတင်းနေရတယ်မလို့ရှင်တော့ဦးအမရဲ့အဲ့ဒါဆိုရင်နေအပြင်းမှာအလုပ်ရှာပြီးလုပ်ပါလား ဘာလို့တောင်းစာနေအပြင်လှုပ်လှုပ်ဖို့အလှုပ်ရှာတာပေါ့အမရဲ့အလှုပ်သွားရှောင်းရင်ကျွန်တော်ကဒီလိုအင်ကြီးဆိုပစိုးစိုးတွေဝက်သွားတော့ဘယ်သူမှကျွန်တော်အလုံးမခန့်ညင်ညာဘူးအင်ကြီးအစ်ဝယ်ဖို့ဆိုတာတောင်းစာလို့ရတဲ့ပတ်စံနေရာလဲအမေဆေးဖို့နေတယ်အကုန်ကုန်သွားတာဗျလူတွေကလေအင်ကြီးကောင်ဝက်တဲ့သူမှအလုံးခန့်ညင်ညာတာဗျသူတို့ကအင်ကြီးကောင်ဝက်တဲ့ထင်စိတ်ဓာတ်ခေါင်းနေထင်တာတကယ်တော့ကျွန်တော်ကအင်ကြီးဆိုပစိုးစိုးတွေဝက်ပြီးတော့ကျွန်တော်စိတ်ဓာတ်လေးကောင်းပါတယ်ဗျာ ဟုတ်တယ်နော်။နေရာစိတ်ထားတော်တော်လေးဟိုးကောင်းတယ်။နင့်နေရာမှာသာတခြားယောက်ျားလေးဆိုရင်ဒီပတ်စံတိမ့်ပြောက်ယူပြီးတော့ငါနဲ့တူလိုက်အိပ်ပြီးနေပြီ။ငါလည်းဒီလိုလုပ်ရတဲ့အကြောင်းရင်းကငါယုံကြည်ရတဲ့အလုံသမားတယောက်လိုချင်လို့ပါ။ဘလို့ယုံကြည်ရတဲ့အလုံသမားလိုချင်တာလဲအမ။ဒီလိုဟာငါမှာတိုက်တီကားကြီးချက်နေပိုင်ဆိုင်မှုတွေအများကြီးရှိရဲ့။အိမ်မှာလည်းငါယောက်ျားနဲ့ငါနှစ်ယောက်တည်းနေရလေ။ငါယောက်ျားကလည်းအလုံးနဲ့ဆိုတော့အမြင်မအောင်။ငါလည်းအိမ်ကိုညမှပြောက်တာ။ အဲ့တော့အိမ်နဲ့အိမ်ထဲမှာရှယ်ပိုက်ဆိုင်မှုတွေစောက်ရှောက်ဖို့လူယုံတယောက်တော့လိုတယ်လေအရှိမလည်းအဆောင်ရှောက်တွေထားခဲ့ပြီးပြီဒါပေမဲ့သူကကြာလာတော့လောဘတက်ပြီးတော့ငါအိမ်ထဲကရွှေငွေကိုခိုးဖို့ကြံခဲ့တယ်လေအဲ့ဒါကြောင့်မလို့ငငါအိမ်မှာအလုပ်လုပ်မလားငါနဲ့အလုပ်ပေးမယ်လေငါယုံကြည်ပါတယ်နေရာတော့တခြားသူတွေလိုမျိုးလောဘတက်ပြီးတော့ငါအိမ်ထဲကပြည်စီပြီးတော့ခိုးမှမဟုတ်ပါဘူးတကယ်ကျွန်တော်အလုပ်ပေးမှာပေါ့အမအရန်ကျေးဇူးတင်ပါတယ်အမရေစိတ်ကြပါအမ အမအိမ်မှာရှိတဲ့အဖိုးတန်ရန်နာပစ္စည်းတွေကိုကျွန်တော်မခိုးပါဘူးမှပြီးတော့ကျွန်တော်အတန်းနဲ့ရင်းပြီလဲကျွန်တော်စောင့်ရှောက်ပါမယ်ဗျာမြင့်လိုမျိုးယုံကြည်ရတဲ့သူစိတ်ထားကောင်းတဲ့သူတယောက်ကတော့လို့လိုအပ်တယ်ရော့တော်ပြီမှဒီပတ်စံကျွန်တော်မလိုချင်ပါဘူးမှရေယူပါဒါနင့်ရဲ့ရိုးသားတဲ့စိတ်ထားကောင်းမှုလေးကိုဂုံပြူရဲ့အနေနဲ့ငါအပေးတာရော့ယူလိုက်ဒီပတ်စံကိုယူပြီးတော့နင့်မျိုးစေကူးလိုက်နော်ဟောပြီးတော့ရော့ နောက်ပြန်ဆက်ပြီးတော့ဒီလိပ်စာတိုင်းလာပြီးတော့ငါ့ရီမှာလှုပ်လာဆင်းလို့ရရင်เนาะဟုတ်ကဲ့ပါမတားမယ်နဲ့